င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာထိုင်းအမှတ်နဲ့ချစ်ချည်တရားကို ထိုင်းဘက်ကိုကြိုတင်အသိပေးပေးပဲစစ်တပ်ကဖိတ်ပင်လိုက်ပါတယ်ရှမ်းတောင်ပိုင်းမှာစစ်တပ်ကနန်းစီရီယံဝန်ထမ်းတွေကိုစင့်ခေါ်ကာရှမ်းဝစ်စော်ဝတ်ခိုင်းပြီးရှမ်းလန်ထောင်ခိုင်းက TNL နဲ့ MNDA ကိုဆနပြခိုင်းမှုပေါ် RCSSSC ကတရားဝင်ကန့်ကွက်ခဲ့ပြီး ရှမ်းပြည်သူလူထုရဲ့ဆန္ဒမဟုတ်ပဲစစ်တပ်ကပဋိပက္ခဖြစ်စေရန်ဖန်တီးနေတယ်လို့လည်း RCSSSC ကတတိပေးရတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးတဲ့သတင်းတစ်ပုဒ်ကတော့အကြမ်းဖက်စစ်ကောင်စီကမြန်မာထိုင်းအမှတ်နှစ်ချစ်ကြည်တရားကို မနေ့ကစတင်ပိတ်ပင်လိုက်ပေမဲ့လည်းထိုင်းနိုင်ငံကိုကြိုတင်အသိပေးအကြောင်းကြားတာမျိုးမရှိဘူးလို့ထိုင်းသတင်းဌာနတွေကပြောပါရတယ်။ဩဂတ်စာ၁၈ရက်နေ့မနေ့ပိုင်းကနေစတင်ပြီး ကုန်စီကားတွေအဓိကဖြတ်သန်းရာထိုင်းမြန်မာအမှတ်နှစ်ချစ်ကြီးတရားကိုစစ်တပ်ကအကြောင်းပြချက်မရှိဘဲရုတ်တရက်ပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။အဲဒီတရားမပိတ်ခင်ကတည်းကထိုင်းနိုင်ငံမဲဆောက်ဘက်အချမ်းကကုန်ကားတွေကိုမြန်မာဘက်ကိုဖြတ်သန်းခွင့်မပေးတာကြောင့်ကုန်ကား900လီးပါးဟာတောင်တင်နေခဲ့တယ်လို့လည်းထိုင်းမြန်မာနယ်စပ်အခြေစပ်မြောက်တွေကနယ်စပ်ကုန်တဲ့တူကပြောပါရယ်အခုလိုဖြစ်ရတာကတော့စစ်ကောင်းဆောင်ကတရားမဝင်ကုန်တဲ့ရေးကိုတိုက်ဖြတ်မယ်လို့ပြောထားသလို လက်လက်ကင်အဖွဲ့တွေကတရားဝင်ကုံသွယ်မှုကနေအခွန်ကောက်ပြီးအင်အားကြီးထွားနေတယ်လို့ပြောပြီးသိပ်မကြခင်မှာပဲပိတ်ပင်တာတွေဖြစ်လာတာပါအဲ့ဒီမတိုင်ခင်ကလည်းရတခဒုတိယတိုင်းမှုနဲ့အဖွဲ့ကို ကုံကားတွေစီကနေလက်ယူခွင့်ပြုလိုက်လို့ဆိုပြီးဖမ်းဆီးတာဖြစ်တယ်လို့လည်းထိုင်းမြန်မာနယ်စပ်အခြေစိုက်များတွေကနယ်စပ်ကုံတဲ့တို့ကပြောပါရယ်။ဩဂတ်စ်လဆိုင်းပိုင်းကလည်းထိုင်းမြန်မာနယ်စပ်ကနေဝင်လာတဲ့ကုံကားတွေကိုမဖမ်းဘဲလက်ငွေယူလွှတ်ပေးမှုနဲ့အရှိတောင်တိုင်းစစ်တနာကျောက်ဒုတိယတိုင်းမှုဘုံမူကြီးပညာဝင်အကောက်ခွန်ညွှန်ကြားရေးမှုစိုးညွန့်အောင်အပါဝင်ဌာနဆိုင်ရာအရာရှိ15ဦးတို့ကို ဒုစစ်ခေါင်းဆောင်စုံဝင်အမိတ်နဲ့ဖမ်းဆီးခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်တိုင်းတပုတ်ကိုကြည့်အောင်ပါ။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ကံကြီးကျေးရွာအုပ်စုကလူငယ်73ဦးထက်မနည်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဩဂတ်စာ16ရက်နေ့ညပိုင်းကနောင်ချိုမြို့နယ်ကံကြီးအောင်ကျေးရွာအုပ်စုကကျေးရွာတွေအတွင်ကို PDF တွေဝင်ရောက်လာတယ်လို့ဆိုပြီးတအိမ်ဝင်တအိမ်ထွက်လှဲ့လေစစ်စစ်ကကျေးရွာနေလူငယ်73ထက်မနည်းကို ပေါ်တာဆွဲဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်ဖမ်းဆီးခံရတဲ့လူငယ်တွေက၅ခုကိုငွေကြေးနဲ့ပြန်လဲရွေးယူခဲ့ရတယ်လို့လည်းဒေတာပြည်သူတွေကပြောပါတယ်ကြံ၈ဦးကိုတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဆက်လက်ခေါ်ဆောင်သွားတယ်လို့လည်းသိရပါတယ်နောင်ချိုမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကပြန်လဲသိမ်းပိုက်ပြီးရတဲ့နောက်မှာ လူငယ်တွေကိုအတင်းအဓမ္မလိုက်လံဖန်စီကစစ်မှုထမ်းတသားဖြစ်ဖန်စီသလိုကြေးရွာနေပြည်သူတွေကိုလည်းခီးသွလာခွင့်ပိတ်ပင်တာပေါ်တာဆွဲဖန်စီတာ နေတွေကိုချိတ်ပိတ်တာတွေကိုလှုပ်ဆောင်နေတာကြောင့်ဒေသနေပြည်သူအချို့ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်ရှင်။ တက်ဆက်ထဲမှာပဲရှမ်းပြည်တောင်ပိုင်းမှာစစ်တပ်ကနန်းစီရီယံဝန်ထမ်းတွေကိုစင့်ခေါ်ကရှမ်းဝတ်စော်ဝတ်ခိုင်းပြီး ရှမ်းလန်ထောင်ခိုင်းက TNL နဲ့ MND ကိုဆန္ဒပြခိုင်းမှုအပေါ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဆက်အစည်ကတရားဝင်ကန့်ကွက်လိုက်တယ်လို့ RCSS အဆက်အစည်အတွင်းမှုနဲ့ဘုံမူဆိုင်ခန်းဆန်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အကြက်ဖက်စစ်ကောင်စီကရှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့နယ် မိုင်းပန်မြို့တို့မှာမနေ့ကမနေ့ပိုင်းကဒေသပြည်သူတွေနဲ့နန်းစီတရံဝန်ထမ်းတွေကို အတင်းကျပ်ဆင့်ခေါ်ကတရံနယ်နဲ့ MND ကိုအလို့မရှိကြောင်းဆန္ဒပြခိုင်းခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဆန္ဒပြခိုင်းတဲ့ရှမ်းတောင်ပိုင်းမှာဘာတိုက်ပွဲမှမရှိပဲစစ်တပ်ကနန်းစီတရံဝန်ထမ်းတွေကို ခေါ်ပြီးရှမ်းပြည်အလံထောင်ခိုင်းကရှမ်းဝစ်စုံတွေအတွင်းဝန်ခိုင်းပြီး TNL နဲ့ MND အလို့မရှိဘူးဆိုပြီးဆန္ဒပြခိုင်းတာဟာ ရှမ်းတွေကိုအမြင်ဆောင်းအောင်ပဋိပက္ခဖြစ်အောင်ဖန်တီးနေတာဖြစ်တယ်လို့လည်း RCSSSSA အတွင်မှုနှစ်ဘုံမူဆိုင်ခန်းဆန်ကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ RCSSSSA ဟာစစ်တပ်နဲ့ NC တနိုင်ငံလုံးအပြည့်အခက်ရဲစဲစာချုပ်လက်မှတ်ရေးထိုးထားတဲ့လက်လက်ကန်တပ်ဖွဲ့ဖြစ်ပြီးမျိုးဥတော်လန်ရေးမှာပါဝင်ခြင်းမရှိတဲ့တိုင်းရင်းသားလက်လက်ကန်အဖွဲ့တစ်ခုလည်းဖြစ်ပါရဲ့ရှင်။ စကန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကန်းတိုင်းဝက်လက်မြို့နယ်နဘဲပင်လာရွာဖုံးရင်းချောင်းကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ခလင်းငယ်နဲ့တန်ကားတော်အပါအဝင်ပြည်သူ၃ဟာအပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ဝက်လက် information နဲ့ network တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ဩဂတ်စ၁၈ရက်နေ့မနေ့9:50မိနစ်လောက်မှာဝက်လက်မြို့နယ်အရှိတောင်ချန်းကနဘဲပင်လာရွာဖုံးရင်းချောင်းကိုတရားဦးလေးစိတ်ကနေတက်လာတယ်။ Jet Fighter တစ်စီးကလေကြောင်းတက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့လဲ Wallet Information နဲ့ Network ကတောင်ဝရှိသူတို့ကရန်ကုန်ခေတ်သိမီဒီယာကိုပြောပါရယ်အကျန်းဖက်စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုအတွင်းမှာအသက်80ရွယ်ရှိတဲ့ကိုရင်ကြီးတပါအသက်80ရွယ်ရှိတဲ့အမျိုးသမီးတို့နဲ့အသက်17နှစ်အရွယ်ရှိတဲ့အမျိုးသားကလေးငယ်တို့ဟာပြင်းထန်ဒဏ်ရာရှိခဲ့ပြီးဓမာယုံတလုံးကပြစ်စည်းခဲ့လို့လည်းသိရပါရယ်အကျန်းဖက်စစ်တပ်ဟာဖုန်ကြီးကျောင်းနဲ့ကြေးရွာတွေကိုအကြောင်းမဲ့တတ်တဲ့လေကြောင်းကနေတက်ခတ်မှုတွေပြုလုပ်နေတာကြောင့် ပြည်သူတွေအထူးဂရုပြုနေထိုင်ကြဖို့အတွက် wallet information နဲ့ network ကအသိပေးနှိုးဆော်ထားပါရဲ့ရှင်။ မန္တလေးရတိုင်းတဘောကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းမဒရာမြို့နယ်တွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကြောက်တရားရွာသစ်အနီးတစ်ဝက်ကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေပြီးပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးနေရတယ် Voice of မန္တလေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဩဂတ်စ18ရက်နေ့နေ့လယ်7:00ခွဲလောက်မှာမဒရာမြို့နယ်တွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်သားတွေက ကြောက်တရားရွာတဲ့အနီးတစ်ဝိုက်ကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာဖြစ်ပြီးပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့လည်း Voice of Mandalay အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်လက်ရှိအချိန်ထိအကြက်ဘက်စစ်ကြောင်းဝင်ရောက်နေတာကြောင့်ပျက်စီးမှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးဘဲပြည်သူတွေဖမ်းဆီးတပ်ဖြတ်ခံရမှုမရှိဘူးလို့လည်းသိရပါရယ်အလားတူမေလ23ရက်နေ့ကလည်းမတရားမြို့နယ်အရှိချမ်းကကြေးရွာတွေကိုလည်းအကြက်ဘက်စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ညအချိန်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးတင်းရှောင်ခဲ့ရသေးပါတယ်ရှင်။ကရင်ပြည်နယ်ရဲ့တရင်တပုတ်ကိုကြည့်အောင်ပါ။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်စစ်ကြောင်းထိုးနေတဲ့အကြက်ဖက်စစ်တပ်ကို9ရက်စက်တိုက်60မမဘုံ40တလုံးနဲ့ပြစ်ခတ်တက်ခတ်ရမှာ။ စစ်သား10ဦးဟာသေသွားပြီးထိခိုက်ဒဏ်ရာရှိသူများပြားတယ်လို့ Federal Revolution Force FRF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဩဂတ်စ17ရက်နေ့ကနေဩဂတ်စ18ရက်နေ့ထိကော့ဂရိတ်မြို့နယ်တွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်က အင်အား80နဲ့အထိုင်ချတပ်ဆွဲထားစဉ်တွင် KNDO ပူးပေါင်းအဖွဲ့တွေနဲ့ FRF ရဲဘော်တွေက60မမလက်လက်ကြီး41လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ခတ်မှုတွင်းမှာအကြမ်းဖက်စစ်သား10ဦးဟာသေဆုံးသွားပြီးထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပြီးတော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Federal Revolution Force FRF ကတာဝန်ရှိသူကပြောပါတယ်။လက်ရှိချိန်ထိ Concrete မြို့နယ်တွင်း ထိတွေ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ဟာလေကြောင်းကနေနေ့စဉ်ဘုံကျဲတက်ခိုက်နေရလို့လည်းသိရပါရရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ထိုင်းနိုင်ငံစမုတ်ပကံကစိုင်းကဲအပိုပစ္စည်းစေယုံတရုံမှာအကြောင်းမဲ့အလုတ်ထုတ်ခံရတဲ့မြန်မာအလုပ်သမား202ဦးအတွက်နေ့နာချေးပြန်လည်ရရှိအောင်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ မြန်မာရွှေပြောင်းအလုံးသမားရေးကုညီဆောင်ရပေးနေသူ AAC ကိုရဲမင်းကရန်ကုန်ခေတ်တကိုပြောပါရယ်ထိုင်းလုံရှင်ကမေလ23နေ့ကအလုံးသမား202ဦးကိုအကြောင်းမဲ့အလုတ်ထုတ်လိုက်တယ်လို့လောက်ခလာစာအပြည့်ဝမရရှိခဲ့ဘူးလို့လည်းသိရပါဗျ။အဲဒီလိုအလုတ်ထုတ်ခံရတဲ့အလုတ်သမားတွေအတွက်နေမြေကန်အလုတ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာတိုင်ကြားပေးခဲ့တဲ့အတွက်အလုတ်သမား202ဦးအတွက်တယောက်ကို ဘတ်တစ်တောင်းနှုတ်နဲ့ဘတ်နှစ်တန်းကျော်ရရှိခဲ့လို့လည်းကိုရဲမင်းကပြောပါရယ်ဒါပေမဲ့အဲ့ဒီထဲမှာလုံသက်ကြတဲ့မြန်မာလူသမား15ဦးကတော့သူတို့ရဲ့နိနာကြီးအပြည့်အဝရရှိဖို့အတွက်ဆက်လက်တရားစွဲဆိုမှာဖြစ်တဲ့အတွက်ကြောင့်ဆက်လက်ကူညီပေးသွားမယ်လို့လည်း AAC ကုရဲမင်းကရန်ကုန်ခေတ်တိတ်ကိုပြောပါရယ်မြန်မာအလို့သမား15ဦးဟာ လောက်တက်ကြအလို့သမားတွေဖြစ်တဲ့အတွက်နင်းနာချင်းအနေနဲ့တအိုးကိုဘတ်3000ကနေ5000ကျော်ထိရရှိရေးတရားစွဲဆိုတာ ဖြစ်တယ်လို့လည်းအလို့သမားတွေစောင်းနေသူတွေကပြောပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါအားလုံးရေကုန်ခစ်တဲ့ရမနက်ခစ်တဲ့ရင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။